ကြည်သူတွေအရန်အရန်ကိုအရေးကြီးနေပါပြီအခုပဲမြန်မာနိုင်ငံခလင်ကော်မတီနဲ့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပါအတည်ပြုလိုက်ပြီးဖြစ်ပါတယ်မန္တလေးမြို့နယ် Sky Town ကိုခနစ်တပ်မခနစ် Register Ski ရှိတဲ့ငလင်ကြီးလောက်ကပ်ပြီးတဲ့အခါမှာနောက်ဆက်တွဲငလင်ကြီးရေရောငလင်သေးရေရော လာလိုက်တာမှာအခုပေါင်း150ခန်းကူကျော်သွားပြီဖြစ်ကြောင်းအပိလင်းကိုထုတ်ပြန်ထားတယ်ကျွန်တော်အခုအသံသွင်းနေတုံးပါပဲ180ကျော်သွားပြီဖြစ်ပါတယ် Register scale တိတ်ကနေ2.9အထိက45ကြိမ်လာတယ်။3ကနေ3.9အထိက80ကြိမ်လာပါတယ်။4ကနေ4.9အထိက53ကြိမ်နဲ့5ကနေ5.9အထိကခနဲ့ကြိမ်ဖြစ်တယ်။6ကနေ6.9အထိကမလာသေးဘူး။ခနစ်ကတကြိမ်လာတယ်။ Sorry ကအခု190ခနှစ်ခုအသည့်လင်းကိုမြန်မာနိုင်ငံခလင်ကော်မတီကထုတ်ပြန်ထားပြီးတော့ပညာရှင်တွေကိုယ်တိုင်ကအသည့်ပြုထားလိုက်ပြီလေးဖြစ်ပါတယ်။ အားလုံးကဒီတည့်နှစ်ရဲ့အတွင်းမှာလုံးဝဝင်ကလေးကရတန်းအုံးမှမဟုတ်ပြီနဲ့လုံးဝကိုဒီအတော်တည်းမှာစိုးရင်ရမယ်အခြေအနေမှာရှိနေကြောင်းကိုလေငလင်ကော်မတီကထုတ်ပြန်ထားတာဖြစ်တယ်။ဒါကြောင့်မလို့ငလင်လာပြီးပြီဆိုပြီးတော့ကျွန်တော်အနေနဲ့စိတ်ချလို့ရတာမဟုတ်ဘူး။ဒါကဖြဲချောက်တာလည်းမဟုတ်ဘူး။လုံးဝလုံးဝယူဆရမယ်အနေထားပါ။အထူးသဖြင့် Sky တိုင်းနေပြီးတော့နေမန္တလေးတိုင်းဒေသကြီးကအရန်ရန်ယူဆရပါမယ်။ရောင်မျိုးမှလည်းယူဆရပါမယ်။အခုချိန်မှာတော့ပြည်သူတွေဟာမြန်မာနိုင်ငံအထက်ပိုင်းကနေအောက်ပိုင်းကိုအေးတကြီးနဲ့ အရေးပေါ်ကိုပြေးလာနေကြပြီလေဖြစ်ပါတယ်ဒီလိုမျိုးပြေးလာနေကြတဲ့အချိန်မှာလေစစ်ကောင်စီကရှျှော့ပေါ်ပေါ်နဲ့စစ်ဆေးတာမဟုတ်ဘဲနဲ့သွာလာခွင့်မပြုတာတို့နော်လုံခြုံရေးရသွာလာခွင့်မပြုတာတို့မျိုးစုံလုံးနေကြတာကအင်မတန်မှစိတ်ပြက်မိပါတယ်ပြည်သူတွေဟာတလောက်တိတိဒုက္ခရောက်နေတာကိုစစ်ကောင်စီကပြည်သူရဲ့ပါမကြောက်လို့ဟိုဟာဖြစ်လို့ဒီဟာဖြစ်လို့သွာလာခွင့်မပြုတာကအင်မတန်မှဒါပြည်သူတွေအထွတ်ဝန်းနေစရာဖြစ်နေပါတယ်ဒါကြောင့်စစ်ကောင်စီနေနေလေအခုလိုမျိုးဒုက္ခတွေရောက်နေကြတဲ့အချိန်မှာအနေဆုံးတော့ စာနာပေးတင်တယ်ပေါ့ဗျာစာနာပေးမြင်လို့လေကျွန်တော်တို့နေနဲ့မမျော်လင့်ပါဘူးဘာဖြစ်ဖြစ်ပြည်သူတွေအတွက်ငှက်ညာပေးဖို့ပဲတောင်းဆိုပါရစေဒီကြားထဲမှာမိုးလူဒတ်ပညာရှင်ဦးဝင်းနိုင်ကအေပီလာထဲမှာမုံတိုင်းတိုက်ဖို့အတွက်ကို60ရာခိုင်နှုန်းတီချပြီးဆိုပြီးတော့ခမန်ချစ်တွေထုတ်ပေါ်လာတဲ့အတွက်အခုချိန်မှာငလင်ကြီးနဲ့ပျက်စီးနေတဲ့မြို့ကြီးတွေကလူတွေအခုကတည်းကနေဂျိုးတင်ပြင်ဆင်ဖို့အတွက်ဦးဝင်းနိုင်ကဆူထားတာပဲဖြစ်ပါတယ်ဒါမှမဟုတ်လို့ရှိရင်ငလင်တဲတွေကြားတွေကနေ ။မုံတိုင်းမှာမိုးရီရသွင်းမှုတွေပါရေကျူးမှုတွေပါထပ်မံခန်းစားရရင်တော့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးဆင်းတွေကပုံမှုပြီးတော့ဒီဆုံးမှုရခိုင်နှုံတူးမြင့်မှာပဲဖြစ်ပါတယ်။အခုတော့တရွတ်ရွိနေလူဦးရေဒီဆုံးမှုတွေကမြင့်တက်လေရှိနေပြီးတော့ခမ်းမန်းချေရလူရင်9000လောက်ကသေဆုံးသွားနိုင်တယ်ဆိုပြီးတော့ပြောဆိုနေကြတာပဲဖြစ်ပါတယ်။ဒါတော့အလောင်းတွေအကုန်လုံးကိုယနေ့အချိန်ထိကဲထုတ်လို့မပြီးသေးဘူး။60ရာခိုင်နှုန်းလောက်ကကဲစေးမပြီးသေးပါဘူး။စကိုင်းတိုင်းမှာဆိုရင်အလောင်းထန့်တွေအတော်လေးကိုပုံထန့်တွေ ဖြစ်နေပြီလို့ကြားသိရပါတယ်။မန္တလေးတိုင်းကိုပဲကမ္ဘာနိုင်ငံအနှံ့ကကေဆေးရေးတွေကသွားနေပြီးတော့ Sky တိုင်းကိုမင်းနေကြားတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ပဲတိုက်တွန်းပြစေ Sky တိုင်းကိုလည်းအမြန်ဆုံးဝါရောက်ကူညီပေးချဖို့ကိုဒီသူတွေကိုတိုက်တွန်းလိုပါတယ်။လုံနိုင်ချရတဲ့သူတွေကိုတိုက်တွန်းလိုပါတယ်။ဒီသူတွေအထူးကြီးစိုက်ကြပါ။ငလင်ကရအောင်မှာမဟုတ်ဘူးဒါကြောင့်မလို့မိမိတို့အနေနဲ့အထုပ်ကိုရေးတရားပြင်ဆင်ကြပါ။ငလင်အသိရှိကြပါ။ငလင်လာလို့ရှိရင်ဘယ်လိုမျိုးနေထိုင်ရမလဲ၊သွားရမလဲအများဆုံးတော့ကောင်းမွန်လေးလာထားကြပါ။ ယူဆိုင်ကြပါစီလုံးကြပါလို့ဒီကနေ့ပြီးတိုက်တွန်းပါစေဗျာ